ယူသိမ်းလိုက်တာတော့ဟိုအမေရိကန်ပြည်တော်စုရဲ့ Department of Homeland Security ကိုဒီမှာကျွန်တော်နားလည်တော့ဒါအမိပြေဆုံးချုပ်ယူနေတယ်ကျွန်တော်အမိပြေဆုံးတွေဌာနပေါ်ရအဲ့ဌာနကသူဟိုဟာ TPS ပေါ့နော် Temporary Protected Status အဲယာယီခိုးလို့ပဲ ခွင့်ပြုတော့ဒီလိုလူမျိုးတွေကဘလို့လူမျိုးဆိုတော့တဘောကပြည်နဲ့ကြောက်တဲ့လူတွေတော့လက်နက်ကိုင်ပြည်မှာရှိတဲ့လူတွေကသူတို့မလုံးကျလို့သူတို့နိုင်ငံတော့ခုနကခရစ်တို့ကျညာချက်တွေမှာကျွန်တော်ကပြောပါတယ်နော်တုတ်တက်မှုတွေအများကြီးရှိတယ်ဘောမကတည်ငြိမ်တဲ့အခြေအနေစနစ်တွေပေါ်နေပြီးရွေးကောက်ပွဲကျင်းပဖို့လည်းနိုင်ငံတော်ကစီမံဆောင်နေပြီးဟုတ်တယ်မလားဟုတ်နောက်တစ်ခုကဒီအပြစ်ကဆေးလို့ညီငယ်ရင်တုံ့ပြန်တယ်တုတ်တက်ပြောအဲဆောင်နေပြီးဒီလိုအခြေအနေတွေကြောင့်ဒီဘက်မှာ တို့တို့ကျွန်တော်ပို့ရှိတာပေါ့။ဒါကခုနကတို့တက်တောက်တို့ပြီးတီးပြီးဆိုတက်တောက်တို့မပြီးတော့ဘူး။တက်ဆိုင်နိုင်ငံကိုပြန်ပြစ်တယ်။ကိုဒီလိုစဉ်းစားတာတို့တို့နိုင်ငံဘက်ကတော့မဆိုင်တဲ့ဘုံကိုတို့ကိုညော့ကြပါတော့ဗျာနော်။ကျွန်တော်ဘက်ကလည်းကျွန်တော်လူမျိုးတွေအဲကျွန်တော်နိုင်ငံကနားလို့ပြန်လာတာကျွန်တော်ကောင်းတာပေါ့။အခုလည်းနိုင်ငံတော်လည်းဖိတ်ခေါ်နေတာပဲလေ။ပြင်းပြင်းရွက်ကောက်ပဲမဆုံးလို့လည်းနိုင်ငံသားလည်းမပေးစင်ကြတာဟုတ်တယ်မလား။အဲ့ဒီချက်ကတော့ဟိုအမေရိကန်ဆိုတဲ့တဲ့ကကျွန်တော်ကကျူဆူပါတယ်ကြာ။ကိုကြားပါတော့ကြာအမျိုးမျိုးတွေပြောနေကြတာပေါ့နော်။ အခုတိုးတော့လဲဒါကျွန်တော်ကပြောရပုံလေနော်ဟိုအခြားနိုင်ငံကပြောလဲဆိုတော့ဟိုဒါဟိုကျွန်တော်တို့ဟိုတော့ကြောက်ရတယ်အတူတူပါတယ်နိုင်ငံတော်ဆိုအနေနဲ့ဟိုရုပ်ောက်ဘွယ်နေတဲ့ကောင်ကပြည်သူအားလုံးပါဝင်စေခြင်းနဲ့ဆန္ဒထင်းထင်းပေါ်တယ်ဖြစ်တယ်ဟုတ်တယ်မလားအဖြစ်တွေဖြစ်ကြတယ်ထွတ်လို့ရတဲ့အဖြစ်မျိုးဆိုရင်ထွတ်ပြဲဆိုရင်ဘုံဖြစ်တာပေါ့ဟိုတော့ရုပ်ောက်ဘွယ်မှာရှိတဲ့ကောင်ကလို့ကွာဟာဆိုရင်ဒါတစ်ချက်စဉ်းစားရမယ်ပါစေခြင်းနဲ့တော်တော်တင်တယ်တော်တော်ပတ်ပြ900ဒေါ်လာတည်နော် ်တော်တယ်ဆိုတော့ဒါကူကရွေးကောက်ပုံမှာနိုင်ငံတော်ကအတိထားတယ်ယူစီအာအတိထားတယ်အားလုံးနိုင်ငံသားတွေပါဝင်စီခြင်းနဲ့သဘောလိုကျွန်တော်ယူဆရတယ်ဟုတ်လားဒါကြောင့်ကျူးစွာပါတယ်ဗျအဲ့ဒါကကျွန်တော်ဝင်ကြီးပြည်တော်ကတစ်ခုလုပ်တယ်လေနောက်တစ်ခုလုပ်ဆိုပြည်ပမှာရှိတဲ့ကျွန်တော်မြန်မာနိုင်ငံသားတွေကျွန်တော်တောက်ကောက်ဝင်ကြီးတော်တွေပြန်လာခြင်းလည်းဆိုရင်ကျွန်တော်နိုင်ငံမှာနှစ်နိုင်ငံသားနိုင်ငံကိုစနစ်ပဲပြောခုနိုင်ငံကိုဆွတ်လို့ဒီနိုင်ငံသားပြန်ခံတယ်အဲ့ဒါလက်ခံတဲ့ပိတ်ဆိုင်မှာဆိုတော့ဆင်းရဲရှိတယ်။ခုတော့ဘယ်လောက်လာလဲမသိဘူး။ကျွန်တော်တော့တရားကြောလို့ရှိတယ်။နောက်တစ်ခုကတော့ကိုနိုင်ငံကတော့ဆွတ်လို့ဆံမလို့ဘူး။ ီနိုင်ငံမှာပြရပေါ့ဗျာပါမစ်တယ်ရက်စီဒန့်၅နှစ်တက်တာဒါပေးထားတာရှိတယ်အခုစနစ်ဒီစနစ်ပြအခုနိုင်ငံတော်ကပြန်ဖိတ်ခေါ်နေတယ်နော်ပြန်ဖိတ်ခေါ်နေတာအများကြီးရှိတယ်ဟိုဘယ်လောက်ထိအများလာလဲကျွန်တော်မသိဘူးအမှားတော့တိုက်ပြီးတစောင်းမှာကျွန်တော်လူတွေအားလုံးကပြည့်ပြည့်စုံပြန်ပိုင်ပေါ့လားခရီးနိုင်ငံတော်ရဲ့ဆောင်ချက်တွေကျွန်တော်ကြိုက်တယ်ကထောက်ခံပါတယ်အထူးသဖြင့်ကတော့ပီဒီယာလွတ်လပ်ခွင့်ရှိရမယ်တော်တော်တာဝန်ယူတာဝန်ခံရှိဖို့လိုတာပေါ့နော်ဒါကိုကျွန်တော်လုပ်မယ်နောက်သတင်းတူသတင်းမှားတွေ လူလူတွေမှာဒရင်မှာလည်းရက်ခတ်တဲ့အခါမျိုးဖြစ်အောင်ထိကြောင်းနဲ့စနေပြုလုပ်ပါတယ်။နောက်တစ်ခုကကျွန်တော်မီဒီယာသင်တန်းကြောင့်တစ်ခုဖွင့်လို့စစ်ပူတာပေါ့နော်။ကျွန်တော်တို့အစ်စ်မီဒီယာမီဒီယာသင်တန်းကြောင့်တစ်ခုဒီဒီမီဒီယာမီဒီမီဒီယာတောင်းကြောင့် train လုပ်ပြီးတဲ့တောင်းဝဆက်တဲ့ပြည့်ချီရပုံပေါ်ရမီဒီယာဆောင်တဲ့ကျွန်တော်နည်းနည်းလေးပို့ပြီးတော့များအစ်စ်ပြပါလို့ပေါ့လေ။ဟုတ်ကဲ့။အဲ့ဒါမျိုးကျွန်တော်တို့ဆောင်တာရှိပါတယ်။